အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့တုံရဟင်းရဲ့ချက်နီလေးမျှဝေလိုက်ပါတယ်ချက်ရတာလွယ်ကူမြန်ဆန်ပြီးတော့စိုင်နေမှာဆိုလို့ရှိရင်ဈေးကြီးပေးဝယ်စားတဲ့ဟင်းပွေတို့ပဲဖြစ်ပါတယ်ရင်းဦးဆုံးဈေးရောက်ဝယ်လာတဲ့ပုံစံတွေကိုအခွန်ကွာကြောခွဲသတ်ဆင်ထားပေးလိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့ဇက်ပလင်ရဲ့ဗဒဲခေါ်ရဲ့ရှောက်နွေရဲ့ချက်သွန်နီရဲ့ကိုအသစ်ပြင်လာပေးလိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့တက်လက်စားတဲ့တမယာတိစိတ်လေးတွေနဲ့နန်းနန်းပေးအောင်မှလှိဒါပေးလိုက်ပါမယ်ခင်ဗျာ ဒါပြီးလို့ရှိရင်တော့တုံရဟင်းရဲ့အတွက်ဇက်ပလင်ရဲ့ဗတဲကောရဲ့ရှောက်နွေရဲ့ကျက်သူနီရဲ့ကိုရောပြီးတော့ပြုတ်ထားပြီးလိုက်ပါမယ်ခင်ဗျာပြုတ်ထားနေတော့ပါပဲခဲညင်တီနဲ့မှုလည်းအသိပြင်လာပြီးလိုက်ပါမယ်ပုပ်ပွက်ဆူလာပြီဆိုလို့ရှိရင်တော့အရသာစားထည့်လို့ရပါပြီအရင်ကဆုံးအနေနဲ့နမ်ဖစ်ပေါင်လို့ခေါ်တဲ့ထိုင်းချီလီပေးစ်ကိုနှစ်စွန်းလုံးထည့်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့ငံပြားရီထမင်းစားစွန်းနှစ်စွန်းတကြားထမင်းစားစွန်းတစ်စွန်းနဲ့သမယာတိသုံးပုံနှစ်ပုံလောက်ကိုအရင်ညှစ်ထည့်ထားပြီးလိုက်ပါမယ်ခင်ဗျာ ပြီးသွားလို့ရှိရင်တော့ငွေတီတောင်အနေငယ်ရဲ့ခင်းကြီးတီနဲ့မှုပါထည့်လိုက်ပါမယ်ခင်ဗျာ။ဘရသာမြေကြီးလို့နေတော့ဖြစ်ပြီဆိုလို့ရှိရင်တော့ဆောနာကအသင့်ပြင်လာတဲ့ပစုံတွေထည့်လို့ရပါပြီ။ပစုံထည့်ပြီလို့ရှိရင်တော့အကြိုက်ဆက်ပြုတ်စရာမလိုတော့ပါဘူး။ပစုံတွေတအားမှသွားလို့ရှိရင်စားလို့မကောင်းတော့ပါဘူးခင်ဗျာ။ဆိုင်ဒီမှာဆိုလို့ရှိရင်တော့ဒီနုစိန်လေးတွေပါသူတို့ပောက်ပေးကြပါလေ။ကျွန်တော်ကတော့မကြိုက်လို့မထည့်တော့ပါဘူးခင်ဗျာ။ပြီးတော့လို့ရှင်တော့အပေါ်ကနန်နံပင်လေးအုပ်ပြီးတော့သုံးဆောင်လို့ရပါပြီခင်ဗျာခုဆိုလို့ရှင်တော့လွယ်ကူမြန်ဆန်ပြီးတော့တော်တော်လေးစားကောင်းတဲ့တုံရဟင်းလေးတို့ပဲကျွန်တော်ရပါပြီခင်ဗျာ ဒီတစ်ခါတော့ကျွန်တော်ကတော့ဘီယာနဲ့တွေ့တော့မှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ